ီးကိုမြတ်စွာဘုရားကဟောပြီးတော့မှတဘောရလဇန်9ရက်နေ့လောက်မှာရှမောက်ကောလိတပြပိုက်ကဖြစ်လာတဲ့ရှမောက်ကလဟာယ ahanan ဖြစ်သွားတယ်အဲ့တော့သူကပထမသောတပတိမေရတာကြတော့တရားလဲကြီးကြီးကျယ်ကျယ်မကျင့်လည်ရဘူးပြောဆိုတာကိုစိတ်ဆက်ပြီးနားထောင်ယုံနဲ့ရလိုက်တာဆိုတော့ လွယ်လွယ်ကူကူနဲ့ရတာဖြစ်သောကြောင့်ဒုက္ခပฏิပဒါလို့ခေါ်တယ်။လှင်းလင်းမြန်းမြန်းတည်သောကြောင့်ခိပ္ပပိညာ။သောတပန်ဖြစ်တွန်းကရှမောကလန်ဟာဒုက္ခပฏิပဒါခိပ္ပပိညာနဲ့သောတပန်ဖြစ်ခဲ့တယ်။သို့သောတဂရဂามိမက်ဖို့အနာဂามိမက်ဖို့ရန်တမက်ဖို့အတွက်ဝိပဿနာအားထုတ်တဲ့အချိန်ကြတော့အလွန်အကျွံအိတ်ငိုက်လို့ခက်ခဲ့ ခဲခဲရင်ကျင့်ရတဲ့အခါကျတော့ဘာဖြစ်လဲဒုက္ခပฏิပဒာဒုက္ခပฏิပဒာတဲ့ခொနည်းနဲ့တရားဥတရားမြတ်ရလို့ဝိပဿနာအသိဉာဏ်ထက်မြက်လင်းမြန်တာဖြစ်သောကြောင့်ခိပ္ပဗိညာဒုက္ခပฏิပဒာခိပ္ပဗိညာအထက်မြက်ကိုကျင့်တဲ့အခါကျတော့ဒုက္ခပฏิပဒာခိပ္ပဗိညာလို့ဒီနည်းနဲ့ရဟန္တာဖြစ်တယ်လို့ဒီလိုမှတ်ရမယ် တခါရှင်သာရိပုတ္တရာအလောင်းဥပဒိဋ္ဌကြတော့တရက်နေရဲစပြီးအားထုတ်လိုက်တာတပတ်ကုံသွားလည်းမရသေးဘူးနောက်တစ်ပတ်ဆက်နောက်တစ်ပတ်မှာတကူရဲလာပြီးနေလောက်အဖိတ်နေလောက်ရောက်တဲ့အခါကြတော့မှဝိပဿနာကျင့်စဉ်ကိုကျင့်ရင်ကျင့်ရင်နဲ့အနုဘရသုတ်တံမှာလာတဲ့အချိန်အသေးစိတ်ဇံဝင်စားလိုက် ဇန်ထဲမှာရှိတဲ့တရားဓမ္မတွေကိုဝိပဿနာရှုလိုက်တယ်အဲ့ဒါလို့အသေးစိတ်လေးလာပြီးတော့တရားအထုတ်နေသည့်အတွက်ကြောင့်တပတ်နဲ့လည်းမပြီးဘူးနှစ်ပတ်ထဲရောက်လာပြီးတရားသာတက်ပြီမဲ့လို့ရဟနာဖြစ်မရောက်သေးဘူးတဲ့စူဇန်လေးလာမှုတွေကပြားပြီးနောက်ဆုံးမှာဒီကနခဆိုတဲ့ပရပိုက်ကိုဝေဒနာပရိက္ခဝေဒနာသိသိနီး ဝေဒနာကမ္မထံကိုခေါ်တဲ့အခါမှာမြတ်စွာဘုရားကိုရက်ခတ်ရင်ပရပိုက်ကိုတူတူပရပိုက်ကိုခေါ်တဲ့တရားကိုနာရင်းမဲ့သူကဉာဏ်လာဖြစ်သွားတယ်တဲ့ဒီလိုဆိုတာအဲ့တော့ရှင်သာရိပုတ္တရာကဉာဏ်လာဖြစ်တယ်ဆိုတော့ချင်းရတာသူ့မှာခက်ခက်ခဲခဲမရှိသည့်အတွက်ကြောင့်ဒုက္ခပဋိပဒါ လင်းလင်းမြန်မြန်ဝိပဿနာအတိတွေဟာရှင်းရှင်းလင်းလင်းသိတာဖြစ်သောကြောင့်ခိပဗိညာသောတပန်ဖြစ်တုန်းကလည်းဒုက္ခပฏิပဒါခိပဗိညာအထက်မဲ့ဖို့တွေတက်လှမ်းတဲ့အခါမှာလည်းဝိပဿနာကျင့်စဉ်ဟာဒုက္ခပฏิပဒါခိပဗိညာလို့ဒီလိုရှင်သာရိပုတ္တရာရှင်မောကလန်တို့ရဲ့အကျင့်နဲ့ပတ်သက်ပြီးတော့ခွဲခြားတတ်မှတ်ထားတာအင်္ဂုတ္တရနိကေမှာတိုက်ရိုက်ပါရှိတယ်ပေါ့ တို့ကိုယ်တိုင်ပြန်ပြောထားတဲ့စကားတွေရှိတယ်။အဲ့ဒါလို့ဒီပုဂ္ဂိုလ်မြတ်နှစ်ဦးဟာတဦးကဒဘိုရဲလာဆန်ခொနရဲ့နေ့မှာယန္တာဖြစ်တယ်။နောက်တဦးကဒဘိုရဲလာပြည့်အဖိတ်မှာယန္တာဖြစ်တယ်။အဲ့ဒါလို့ယန္တာဖြစ်တော့အားလုံးအဲ့ဒီအချိန်မှာသူတို့နောက်ကပါလာတဲ့ပြပိုက်25ဦးကလည်းယန္တာဖြစ်ပြီးတော့သွားကြတယ်။ နောက်ဆုံးမှာတကူရဲလာပြီနေ့အချိန်ရောက်တော့ယသိတထောင်ကနေပြီးတော့သာသနာပေါင်းဝင်လာတဲ့ယဟန္တာအပါးတထောင်ပရပိုက်တွေကနေပြီးတော့မြတ်စွာဘုရားသာသနာကူးပြောင်းလာတဲ့ပရပိုက်တွေက250တထောင်250သောတန်ခပရိသတ်ဟာတစ်ခုနဲ့တစ်ခုတဦးနဲ့တဦးတိုင်ပင်ထားခြင်းမရှိဘဲနဲ့လာပြီနေ့မှာမြတ်စွာဘုရားစီ အလုံးရောက်ရှိပြီးတော့လာကြတယ်အဲ့ဒါလို့ရောက်ရှိလာကြတဲ့အချိန်တန်ခါပိယိတဟာစီဝိမိတယ်လို့ခေါ်တယ်အဲ့ဒီနေ့မှာအဲ့ဒါကိုပထမတန်ခါတဏိပတ္တာပထမတာဝကတဏိပတ္တာမြတ်စွာဘုရားလက်ထက်မှာရဟန္တာပုဂ္ဂိုလ်တွေအလုံးမြတ်စွာဘုရားရဲ့အနိပါးကိုတဏီတဲ့ရောက်ရှိလာတဲ့ပထမဆုံးအချိန်ရောက်ရှိလာတဲ့ 1250သောယဟန္တာတိရဲ့အလယ်မှာမြတ်စွာဘုရားသခင်ကိုရမြတ်ကရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလဥပတိတ်တနဲ့ကောလိတာသူတို့ရဲ့အမည်နာမကဥပတိတ်တနဲ့ကောလိတာရင်းရင်ကြီးကြီးခေါ်ကြတယ်နာမည်ကြီးကိုအလုံးလိုက်ခေါ်လို့မရှိကြဘူးဒါကြောင့်မို့ရင်းရင်ကြီးကြီးခေါ်တဲ့အခါကျတော့ ဥပတိတကိုတာရိပုတ္တလို့ခေါ်တယ်။ကောလိတကိုမောက္ကလာနာလို့ခေါ်တယ်။အနွယ်နာမည်နဲ့ခေါ်ကြတာ။တာရိပုတ္တဆိုတာမိခင်နာမည်နဲ့ခေါ်လိုက်တာ။မောက္ကလာနာဆိုတာအနွယ်နာမည်နဲ့ခေါ်လိုက်တာ။အဲ့ဒါလို့သာသနာတော်မှာတလေးတစားခေါ်သည့်အတွက်ကြောင့်တာရိပုတ္တမောက္ကလာနာလို့မြတ်စွာဘုရားကိုယ်တိုင်ကဒီအသုံးအနှုန်းကိုသုံးခဲ့သည့်အတွက်ကြောင့် ီကနေ့ထီအောင်ရှင်သာရိပုတ္တရာရှင်မောကလန်တို့ဖြစ်နေတာသူတို့အမိနာမတွေမဟုတ်ဘူးအေးအဲ့ဒီနေ့မှာမြတ်စွာဘုရားကဒီပုဂ္ဂိုလ်နှစ်ပါးယဟနာဖြစ်တယ်လို့ဆိုတာတမန်ယဟနာဖြစ်တဲ့ပုဂ္ဂိုလ်တွေနဲ့မတူဘူးအက္ခတဝကရဲ့အတိညာပါရှိလာတဲ့ဂုံတူဝိသေသသူများနဲ့မတူဘူး အရတမေရလိုက်ထံတဲ့ဒီပြိုင်နဲ့အခတ်တာဝကတွေရဲ့အရှိချင်းတွေတရားဓုတရားမြတ်တွေရဲ့အရှိသွေးတွေအလုံးပါဝင်လာတယ်။ဆိုပါစို့ဆယ်တန်းအောင်နာခြင်းတူပေမဲ့လို့ဒီတလုံးမှမပါတဲ့လူတွေလည်းရှိတယ်။ဒီခြောက်လုံးပါတဲ့လူလည်းရှိတယ်ပေါ့။ဒီလိုဆိုလိုတာပေါ့။ဂုံဓုဝိသေသတွေအကုန်ပါလာတယ်။အဲ့လိုဂုံဓုဝိသေသတွေပါတယ်ဆိုတာမြတ်စွာဘုရားမှသိတယ်။ဉာဏ်နဲ့ပုံကိုယ်တွေကတော့ ရဟန္တာဖြစ်ကြတာတော့တူတူပဲရဟန္တာဖြစ်တယ်။သို့တော့ထူးခြားတဲ့အကြီးချင်းနေပါလာတဲ့ဒီပုဂ္ဂိုလ်နှစ်ဦးဟာတန်ကြံတဲ့ပုဂ္ဂိုလ်တွေနဲ့မတူဘူးတဲ့။နောက်ဆုံးပြောရမယ်ဆိုရင်ပထမဆုံးတရားသူတရားမြတ်ရသွားတဲ့ရှင်ကုန်တညာရဲ့အကြီးချင်းနဲ့တောင်မတူဘူး။ရှင်ကုန်တညာတရားသူတရားမြတ်ရသွားတာဟုတ်တယ်ရတ္တမေရတ္တဖို့ရတယ်။အဘိညာဉ်6ပါးသမဘာ7ပါးဓာရီပါမယ်ဝိဇ္ဇာ3ပါးပါမယ် သို့တော်လည်းပဲအခသာဝကတွေရရနိုင်တဲ့အသိဉာဏ်မျိုးမပါဘူးတဲ့ဒီလိုဆိုတာနော်အခသာဝကပါရမီဉာဏ်นี่ပါမလာဘူးတဲ့အေးဒီပုဂ္ဂိုလ်နှစ်ပါးကတော့ရှင်သာရိပုတ္တရနဲ့ရှင်မောကလန်တို့အလွန်ထူးခြားလို့အဲ့ဒီပထမဆုံးသာဝကတဏိပတာတဘူတွေလာပြီနေ့မှာတန်ခါပြိတ္တထင်မြတ်စွာဘုရားကသူတို့နှစ်ပါးကို ပထမဧကသာဝကအဖြစ်ရှင်သာရိပုတ္တရာကိုချီးမြှောက်ပြီးဒုတိယဧကသာဝကအဖြစ်ရှင်မောကလံကိုချီးမြှောက်ခဲ့တယ်ဒီတပြည့်နှစ်ပါးဟာကြီးမားတဲ့အရေးချင်းတွေရှိသည့်အတွက်ကြောင့်ပထမတပြည့်နဲ့ဒုတိယအမြတ်ဆုံးတပြည့်အဖြစ်တန်ခပယိတ္တမှာချီးမြှောက်ပြီးတော့ပြောကြားလိုက်တာပြောကြားပြီးတဲ့နောက်မှာမြတ်စွာဘုရားလာပြီနေ့မှာဩဝါဒပါတိမောက် 举手合家长们。